မျိုးသားညီညွတ်ရေးအစိုးရ NUG ကမဟာဗျူဟာဥတီချက်6ချက်ကိုဧပြီလ30ရက်နေ့ကလူမှုကွန်ရက်ဆာမျက်နှာကနေတဆင့်ထပ်မံထုတ်ပြန်လိုက်တာကိုတွေ့ရပါတယ်။လက်ရှိမှာအင်းဒီချင်းနိုင်ငံတွေအပါအဝင် အာဆီယံနဲ့နိုင်ငံတကာအတိုင်းဝိုင်းကစစ်ကောင်စီနဲ့စစ်ဆက်ညှိနှိုင်းရေးတွေလှုပ်ဆောင်ဖို့တွန်းတွန်းတိုက်တိုက်လှုပ်ဆောင်နေတာကြောင့်ဒီလိုအခြေအနေမှာစစ်ဆက်ညှိနှိုင်းရေးအတွက်မဟာဗျူဟာကြတဲ့ဒီဥတီချက်တွေကိုအခုလိုထုတ်ပြန်တာလို့လည်းသိရပါတယ်။ဒီမဟာဗျူဟာဥတီချက်တွေဟာမြန်မာပြည်တွင်းရေးပြည်ပကအဆုံးသက်ရေးအတွက် နိုင်ငံတကာကစစ်ကောင်စီနဲ့တော်လှန်ရေးအင်အားစုတွေကြားစစ်ဆင်ညှိနှိုင်းမှုတွေလှုပ်ဆောင်မှုတိုက်တွန်းပြားပေးမှုတွေလှုပ်ဆောင်နေချိန်မှာအခြေခံကြပြီးအရေးပါတဲ့မဟာဗျူဟာဥတီချက်တွေလို့ဆိုပါတယ်ဒီ6ချက်ကိုအကြမ်းပြင်းကျွန်တော်တို့အာပြန်ပြီးတော့အတိုချုပ်ပြောရမယ်ဆိုရင်တော့တစ်ကတော့ဒါစစ်တပ်ကနိုင်ငံရေးရထွက်ရမယ်နံပါတ်2ကတော့လက်နက်ကန်တပ်ဖွဲ့ရအောင်ရသားဆိုးရဲအုပ်ချုပ်မှုအောက်မှာရှိရမယ်နံပါတ်3ကတော့ထောက်ရှစ်ဖွဲ့စည်းပုံအခြေခံဥပဒေကိုကျွန်တော်ဖြတ်သိမ်းမယ်။နံပါတ်4ကတော့ကျွန်တော်တို့အားလုံ လက်ခံနိုင်တဲ့ Federal Democracy ကိုအခြေခံတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေသိရေးမယ်။နံပါတ်5ကတော့အဲ့ဖွဲ့စည်းပုံအခြေခံဥပဒေသိတဲ့အညီကျွန်တော်တို့ပြည်တော်စုအစ်စ်ကိုထူထောင်မယ်ပေါ့နော်။နောက်ဆုံးချက်ကတော့ Transitional Justice လို့ခေါ်တဲ့အတွင်းကုပြောင်းရေးကာလတရားမျှတမှုကိုအဲကျွန်တော်တို့အဲရရှိအောင်ကျွန်တော်တို့ဆောင်ရွက်ကြမယ်ပေါ့နော်။ဒီချက်တွေကိုကြည့်မယ်ဆိုရင်ကျွန်တော်တို့မြန်မာနိုင်ငံမှာစစ်တပ်ကနေပြီးတော့လည်းအာကိုပြီးတော့ခဏခဏအာဏာသိမ်းနေတဲ့အစိုးရတန်တရားကြီးထပ်မလဲတော့ဖို့အတွက်ကိုအင်မတန်မှအရေးကြီးတဲ့ချက်တွေဖြစ်တယ်ဆိုတော့တွေ့ရပါလိမ့်မယ်။ ဒီမဟာဗျူဟာဥတီချက်တွေဟာတော်လိုင်းအင်အားစုတွေရဲ့နိုင်ငံရေးဥတီချက်တွေဖြစ်ပြီး2024ခုနှစ်ဇန်နဝါရီလ30ရက်နေ့တည်းကထုတ်ပြန်ပြဋ္ဌာန်းထားခဲ့တာဖြစ်ပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရရဲ့၄နှစ်ပြည့်လုပ်ငန်းဆောင်ရွက်ချက်အစီရင်ခံစာမှာဖော်ပြခဲ့ပါသေးတယ်။ဒါ့အပြင် NUG တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဖြစ်ကြတဲ့ကရင်မျိုးသားစီယုံ KNU ချင်းမျိုးသားတပ်ဦး CNF KNB မျိုးသားတိုးတက်ရေးပါတီ KNPP နဲ့အခြားသောတော်လှန်ရေးအင်အားစုတွေကလည်းဒီမဟာဗျူဟာဥတီချက်တွေကို နိုင်ငံရေးဥတီချက်တွေအဖြစ်နဲ့လက်ခံသဘောတူညီထားကြတယ်လို့လည်းသိရပါတယ်ကျွန်တော်ဒီနေ့တွားချင်တယ်ကွန်အစစ်တန်ချင်းလို့ပြောတယ်ကျွန်တော်အနာဂတ်ရဲ့ဒီမိုစီပြောင်းစုကိုတည်ဆောက်မှာဖြစ်တယ်။အဲဒီအတွက်ကြောင့်2008ကကျွန်တော်လိုချင်တဲ့အနာဂတ်ရဲ့ဒီမိုစီကို အာမခံပေးထားတာတခုမှမရှိဘူး။စစ်တပ်ကနေနိုင်ငံရေးမှာဆက်လက်ပါဝင်နေရေးနောက်ကစစ်တပ်ကတိုင်းပြည်အာဏာကိုချိန်ယူဝင်ရေးပေါ့နော်။ ိုးစားပေါ့အိမ်လို့ရတဲ့နေထားမျိုးတွေဒါတွေနောက်တော့ central light ပေါ့နော်အာနာရှင်စနစ်ပုံစံမျိုးနဲ့ top down ပုံစံမျိုးနဲ့ကြုံရထားတဲ့အချက်တွေရှိတယ်ဆိုတော့ကျွန်တော်တို့တိုင်းရင်းသားတွေရဲ့တရားမျှတရေးကိုယ်ပိုင်တက်ထန်းခွင့်အပြည့်အဝရှိရေပေါ့နော်တန်းတူရေးဒါတွေကိုဒီမိုစီရေးပေါ့ဒါတွေကိုကျွန်တော်တို့ကဘလို့မှကောင်းတယ်ပေါ်လို့မရဘူး2000ရှိအောင်အဲ့ဒါကြောင့်မလို့2000ရှိကိုကျွန်တော်တို့ကတော့ချက်သိမ်းမှပဲကျွန်တော်တို့ နိုင်ငံရဲ့နိုင်ငံရေးဖြစ်နေကိုကျွန်တော်တို့ကကြောင်းလဲလို့ရမှာစစ်ကောင်စီဟာစိတ်တိုင်းကျပြင်ဆင်မုန်းမှန်ထားပြီးနှစ်ပေါင်းများစွာလက်ဆွဲအသုံးပြုလာတဲ့2008အခြေခံဥပဒေအောက်ကနေနိုင်ငံရေးကိုစိတ်တိုင်းကျချဲ့လေကစားနေခဲ့တာလို့နိုင်ငံရေးအကဲအခတ်တွေကပြောပါတယ်။ဒါကြောင့်စစ်စစ်ညီနိုင်ရေးအတွက် NUG ကထုတ်ပြန်ပြဋ္ဌာန်းထားတဲ့ဒီမဟာဗျူဟာဥတီချက်တွေတဲကစစ်တပ်ကနိုင်ငံရေးကနေအပြီးတိုင်ထွက်ခွာပြီးတပ်စခန်းတွေပြန်ဖို့ 2008ဖွဲ့စည်းပုံကိုအပြီးတိုင်ဖျက်သိမ်းဖို့စတဲ့အချက်တွေဟာစစ်ကောင်စီအတွက်အကြမ်းရည်စီနိုင်တဲ့စင်ကိုချက်တွေဖြစ်တယ်လို့လည်းထောက်ပြနေကြပါတယ်လောလောဆယ်မှာပေါ့နော်နိုင်ငံတကာကနေပြီးတော့ဒီပြည်သူစွန့်ရည်တို့စကားပြောရေးတို့ကိုတိတ်ပြီးတော့တွန်းကြတဲ့အခြေအနေမျိုးတွေကျွန်တော်တို့တွေ့နေရပါတယ်။တွေ့ရတဲ့အခါကျတော့ကျွန်တော်တို့ကသူတို့တွန်းနေတဲ့အခြေအနေမျိုးနဲ့ဖြစ်ဖြစ်ပေါ့နော်အာဆီယံရဲ့ဒီမူလားချက်နယ်ပဲဖြစ်ဖြစ်ကျွန်တော်နိုင်ငံက အခုလက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေကိုဘယ်လိုမှအဆုံးသတ်နိုင်မှာမဟုတ်ဘူးဆိုတဲ့စဉ်းစားချက်ကျွန်တော်တို့မှရှိပါတယ်။တို့ကစကားမပြောဘူးလို့ပြောနေတာညှင်းဆုံနေတာမဟုတ်ဘူး။ပြောစုနဲ့ပြောမယ်ဘယ်လိုဘယ်လိုချိန်မျိုးမှာပြောမလဲဆိုလို့ရှိရင်ခုနကပြောတဲ့ဒီမူ၆ချက်ကိုကျွန်တော်တို့သဘောတူရဲဆိုတဲ့အခြေအနေမျိုးဖြစ်ဖို့လိုပါတယ်။အတိအကျရေးပြောတယ်ပြီးလို့ရှိရင်ညနေလောက်သူပုံကျဲတယ်ဒါမျိုးကြီးဖြစ်တယ်ပေါ့နော်။တကယ်ကိုတိုင်းပြည်မှာငလီအကြီးကျယ်လှုပ်ပြီးတော့လူတွေ ဆောင်နဲ့ရှိပြီးတော့အတိကျကြအိုးအိမ်တွေပျက်စီးကြပြီးတော့နိုင်ငံပြန်လည်ဆူတော်ရေးလုပ်ငန်းတွေကုညီကေစည်တွေလိုရမယ့်အခြေမျိုးမှတော့မှာပဲဒီကြောင့်ကနေဘုံကျက်တိုက်ခိုက်တက်ဖြတ်တဲ့ကိစ္စတွေကနေ့စဉ်နဲ့ညကျူးလွန်နေတဲ့စစ်တပ်ဖြစ်ပါတယ်။ဒါကြောင့်မလို့သူတို့အခြေခံချက်အပြင်ဒီလောက်မှလက်မခံနိုင်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ကအကားပြုတ်ဖို့ခက်လိမ့်မယ်လို့ယူဆပါတယ်။အဲ့လိုမှမဟုတ်ဖဲနဲ့ဒီဒလို့တဲ့အခက်ခဲကိုခိတခဏဖြစ်ပြည်လေယုံလေးပေါ့မင်းတို့ကလည်းစကားပြောကြမယ်ဆိုရင်လောင်းလေးနဲ့တော့ဒီစစ်တပ်ကလည်း ပြောမှမဟုတ်ဘူးပြီးတဲ့ခါကျတော့သူတို့ရဲ့ဂတိကိုလည်းတီမှမဟုတ်ဘူးကျမတို့ကအဲ့လိုပဲယူဆပါတယ်ရှင့်လက်ရှိမှာတော့အိန္ဒိယနိုင်ငံတွေဖြစ်တဲ့တရုတ်ထိုင်းအိန္ဒိယအပါအဝင်အာဆီယံနိုင်ငံတွေနဲ့နိုင်ငံတကာအတိုင်းဝိုင်းကမြန်မာပြည်တွင်းရေးပြဿနာကိုအမြန်ဆုံးဖြေရှင်းနိုင်ရေးစစ်ကောင်စီနဲ့အတိုက်ခံတော်လှန်ရေးအင်အားစုတွေကိုစစ်ဆက်ဆွေးနွေးရေးလှုံ့ဆော်မှုတိုက်တွန်းဖိအားပေးမှုတွေလှုံ့ဆော်နေကြပါတယ် တစ်ဖက်မှာလည်းအာဆီယံအထူးကိုယ်စားလှယ်အပါအဝင်အဖွဲ့ဝင်အချို့အနေနဲ့စစ်ကောင်စီရော UNG နဲ့ပါတွဲဆုံဆွေးနွေးမှုတွေရှိခဲ့ပြီးဒိုင်းသာလက်နက်ကိုင်အင်အားစုတွေနဲ့လည်း2025မေလထဲမှာတွေ့ဖို့စီစဉ်ထားတယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်။